မင်္ဂလာမနက်ခင်းပါရှင်2025ခုနှစ်အောက်တိုဘာလ9ရက်နေ့ရေဒီယို NUG ရဲ့မနက်ခင်းပြည်တွင်သတင်းတွေကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။ဒီမှာကတော့ຫນွေဦးမှမှာပထမအဆုံးတင်ပြပေးမယ့်သတင်းကတော့လူထုကောင်းဆောင်ရဲ့တာဖြစ်သူကိုအီတလီမျိုးသားလွှတ်တော်အမတ်များကဂုဏ်ပြုပေးခဲ့တဲ့သတင်းဖြစ်ပါတယ်။မြန်မာလူထုခေါင်းဆောင်တောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ Kim Aris ကိုအီတလီမျိုးသားလွှတ်တော်စီနေအမတ်များကမတ်တရက်လက်ခုပ်အောပါပေးကဂုဏ်ပြုပေးခဲ့တယ်လို့သိရပါဗျ။ အော်တိုဘာလ2ရက်နေ့ကအီတလီမျိုးသားလွှတ်တော်အကထအင်နာဇိုလာရူဇာကလွှတ်တော်အတွင်းဖိတ်ခေါ်ကမိတ်ဆက်ပေးခဲ့တယ်လို့ကိုထင်လင်းကပြောပါတယ်၎င်းအားဒေါအောင်ဆန်းစုကြည်ရဲ့တားဖြစ်သူမိတ်ဆက်ပေးတဲ့အခါလွှတ်တော်တက်ရောက်နေတဲ့လဝဲလက်ရနိုင်ငံရေးဖွဲ့နှစ်ဖက်လုံးကအတူတကွဂုဏ်ပြုပေးခဲ့တာလို့သိရပါတယ်ဒါဟာအတိတ်ပဲအပြည့်ရှိတဲ့အခိုက်အတန့်ဖြစ်ပြီးမိမိလူမျိုးရေးနဲ့မြန်မာနိုင်ငံရဲ့ဒီမိုကရေစီရေးဟာနိုင်ငံရေးတဲ့ကျော်လုံးနဲ့ဆိုတာပြသလိုက်ခြင်းဖြစ်တယ်လို့ကိုထိန်လင်းကပြောပါတယ်။အဲဒီနောက်နိုင်ငံသားရေးအထုကော်မတီဥက္ကဋ္ဌစီနေတာ ဖျာဖာဒီနန်ဒိုကာစီနီနဲ့လည်းတွေ့ဆုံခဲ့ပြီးမြန်မာပြည်သူများရဲ့လွတ်လပ်ရေးနဲ့တရားမျှတမှုရရှိရေးအတွက်ပတ်မိုးကူညီမှုများကိုကျေးဇူးတင်ကြောင်းပြောကြားခဲ့တယ်လို့အသိပေးထားပါတယ်ရှင်။နောက်ထပ်တင်ပြပေးမယ့်သတင်းကတော့ ပုံမျိုးသားကာကွယ်တပ်ဖွဲ့ခံကောင်မှဒေသခံစစ်ဆောင်ပြည်သူများကိုစစ်မှားရေးကုသမှုများဆောင်ရွက်ပေးခဲ့တဲ့တဲ့ဖြစ်ပါတယ်။ပုံမျိုးသားကာကွယ်တပ်ဖွဲ့ခံကောင် PNDFKK မြေပြင်စစ်တပ်ဖွဲ့ကဒေသခံစစ်ပင်းဆောင်ပြည်သူတွေကိုစစ်မှားရေးကုသမှုများဆောင်ရွက်ပေးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ဂျမတ်အာနာသိန်းစစ်တပ်ကတိုင်းပြည်နဲ့ပြည်သူလူထုအာဏာကိုမတရားသိမ်းယူပြီးတဲ့အချိန်ကစယနေ့အထိ ပြည်သူလူထုရဲ့လှုပ်လှဲစွာပြောဆိုခွင့်၊တွာလာခွင့်များဆုံးရှုံးခဲ့ရုံများမကပဲပညာသင်ကြားခွင့်နဲ့ကျမိုင်းကုသမှုခံယူခွင့်များလည်းပျောက်ဆုံးနေရတာကြပြီလို့ PNDF KK ကဆိုပါတယ်။ကျမိုင်းဆောင်ရှားမှုဟာလည်းလူတိုင်းရသင့်တဲ့အခွင့်အရေးဖြစ်တာကြောင့်ယခုမိုးရင်းကာလတွာလာရခက်ခဲတဲ့ဒေသတွင်ပြည်သူလူထုထံကိုကိုယ်တိုင်သွားရောက်ပြီးကျမိုင်းကုညီဆောင်ရှားမှုလှူဆောင်ပေးခဲ့တာဖြစ်တယ်လို့အသိပေးထားပါတယ်ရှင်။ခုနောက်ဆုံးတင်ပြပေးမယ့်သတင်းကတော့ဖျားသုံးစုမှာတောင်အောင်ဆန်းစုကြည်နဲ့ နိုင်ခြင်းများအားလုံးမြန်ဆုံးလွတ်မြောက်စေရန်ဆုတောင်းပွဲပြုလုပ်တဲ့တဲ့ရင်ဖြစ်ပါတယ်။ကင်းပြည်နယ်ထိုင်းမြန်မာနယ်စပ်ဖျားသုံးစုမြို့မှာနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်အောင်ဆန်းစုကြည်နဲ့တကွာနိုင်ငံအကျဉ်းသားများအားလုံးမြန်ဆုံးလွတ်မြောက်စေရန်ဆုတောင်းပွဲတစ်ခုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အောက်တိုဘာလ6ရက်တရင်ကျွလာပြည်နေ့မှာလူလူကောင်းဆောင်တော်ဆန်းစုကြည်ကျမ်းမာရဲ့မြန်ဆုံးပြန်လည်ကောင်းမွန်စေရန်နဲ့မတရားဖန်ဆီးချုပ်နှောင်ထားခြင်းမှမြန်ဆုံးလွတ်မြောက်နိုင်စေရန်ဆုတောင်းပွဲပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင်မတရားဖမ်းဆီးခံထားရတဲ့နိုင်ငံအကျဉ်းသားများအားလုံးမျိုးစုံပြန်လည်လူမြောက်လာစေရန်အတွက်ဆူတောင်းခဲ့ကြပြီးလူမြောက်ချင်းမိဘများကိုလည်းလွှတ်တင်ခဲ့ကြတယ်လို့သိရပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ပတဲဖို့ကပေးပို့ထားအောင်ဖြစ်ပါတယ်ရှင်။